လိုမင်းလားခင်ဗျာကျွန်တော်ဒီနေ့ပြပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page ကကျွန်တော်ကို subs data ဒီနေ့နဲ့ဆိုရင်တလနီးပါးရှိတော့ခဲ့တဲ့အတွက်ကြောင့်ဒီ page ကအနီရောအတန်းကျန်နေတဲ့အတွက်ကြောင့်ဒီ page ကဘာကြောင့်ပြန်မစင်းလဲဆိုကျွန်တော်ဒီ page ကိုကျွန်တော်အသေးစိတ်ကျွန်တော်ကျွန်တော်စစ်ပြပေးမှဖြစ်ပါတယ်ဒီ page owner လည်းကျွန်တော်ကိုပြောတယ် page ကအခုစီမှာ subs data တလလောက်ရှိတော့ခဲ့ပြီဘာလို့ page ကပြန်မစင်းသေးရလဲပြောတဲ့အတွက်ကြောင့်ဒီ video မှာဒီ page ကဘာကြောင့်မစင်းသေးတာဆိုမှစစ်ဆေးပြပေးမှဖြစ်ပါတယ်ပထမအတော့ကဒီ page owner ကျွန်တော် subs owner page နဲ့ပတ်သက်ပြီးဘာကြောင့်အခုလိုမျိုးဖြစ် သွားခဲ့တယ်ဘလို့ကြောင့်ဖြစ်သွားခဲ့တယ်ဆိုအသေးစိတ်ကျွန်တော်ပြောပြပေးတယ်ပြီးလို့ရှိရင်ပေ့ရှင်မှာရှင်းဆက်ပြီးအမားမဖြစ်အောင်ရှောင်ရဆောင်နဲ့ပတ်သက်မှာလည်းပြောပြပေးတယ် copy post copy content တွေကို copy looking အောင်ဘလို့ edit သွားရမှာဆိုမှအားလုံးကျွန်တော်ပြောပြပေးမှာဒီ page ကို fix လုပ်ပြီးမှ request တွေပြင်ပေးတယ်ဖြစ်ပါတယ်အခုချိန်ဒီ page ကမစင်းသေးတဲ့အတွက်ကြောင့်မို့ဒီ page owner ပဲမသိနားမလဲပဲထပ်ပြီးအမားများလောက်ခဲ့မိလားဆိုမှဒီ video မှာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီဖက်တစ်ချက်သွားပြီးမှကျွန်တော်ဒီအောက်နည်းနည်းဆင်းသွားမယ် သူတင်ထား content အားလုံး right or right ဖြစ်တယ်ဒါပေမဲ့သူတင်ထား content သူ့ကိုယ်တိုင် like လုပ်တယ်သူ့ကိုယ်တိုင် sharing လုပ်တယ်အဲ့လိုမျိုးကျွန်တော်တို့လုတ်သွားလို့မရပါဘူးခင်ဗျာနော်ဒီမှာသူ့သူ့ကိုယ်တိုင် like လုပ်ပြီးသွားတယ်နောက်တစ်ခုကျတော့ကျွန်တော် default တစ်ချက်သွားကြည့်မယ်သူ့ page က violation ဖြစ်နေလားမဖြစ်နေလားဆိုတဲ့အတွက်ကြောင့်မ Helen support တစ်ချက်ထောက်သွားလိုက်ပါမယ်ပြီးရင်ကျွန်တော် spot in the box တစ်ချက်သွားမယ် ျွန်တော်ဒီမှာချက်ချင်းမယူရအလန့်မဆိုစက္ကနခု update ဆိုပြီးပြတာပါနော်အဲ့တော့ကျွန်တော်တစ်ချက်နေပြီးသွားမယ်ဘလို့ content မျိုးဖြစ်တယ်လဲဆိုမှာပါနော်အဲ့တော့ကျွန်တော်ဒီဥစားကျွန်တော်တစ်ချက်ကျွန်တော်ဖွင့်ပြပေးမှာဖြစ်ပါတယ်ဒီဖက်တစ်ချက်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစား CTT တစ်ချက်နေပြီးသွားမယ်ဆိုလို့ရှိရင်တော့ဒီ page owner တင်ထားတဲ့ content မှာနောက်ခံတစ်ချက်မှာ copyright ဖြစ်နေတယ် copyright ဖြစ်နေတဲ့အတွက်ကြောင့်ဒီ page owner ကိုယ့်အကူဒီ accept လုပ်ပြီးမှ sign on သူကလုတ်လုတ်လိုက်တယ်ဖြစ်ပါတယ်အခုလိုမျိုးလုတ်ပြီးသွားခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော် page ကညီနေတဲ့ဥစားပြန်မစိမ့်ပါဘူးခင်ဗျာဆိုလို့ရင်အရာကျွန်တော် page marketing နဲ့ video နောက်ကန်တချင်းမှာ corporate ဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော် page ကတည်တဲ့အနေအထားပဲ channel ပေါ့နော် facebook team ကလည်းဒီ page ကို ai ဖက်ကနေ detect လုပ်ပြီးသွားတဲ့ခါမှာသူ page က error ရှိနေတဲ့ဒီ facebook policy နဲ့ policy နဲ့မကညီတဲ့ content တွေတင်ထားတဲ့အပြုမူတွေလှုပ်ထားခဲ့တယ်ဆိုလို့ရှိရင် page ကပြန်မဆိုင်ပဲကျန်နေခဲ့တဲ့အတွက်ကြောင့်မို့ဒီလိုမျိုး content လေးတွေကျွန်တော်ဖြတ်ပြီးမှသွားရပါမယ်။အဲ့အတွက်ကျွန်တော်ဒီနေရာမှာကျွန်တော်၃လေးခုလောက်ကျွန်တော်တစ်ချက်ဖွင့်ပြပေးမယ်အားလုံးနားလည်သဘောပေါအောင်ပေါ့နော်။အဲ့အတွက်ဒီလိုဆိုတစ်ချက်နေမယ်။ ဒီမှာဆိုလို့ရှိရင်ဒီဗီဒီယိုကျွန်တော် print တဲ့အချိန်မှာဒီဗီဒီယိုမှာနောက်ခံတဆင့်ထည့်ထားတယ်အဲဒီနောက်ခံတဆင့်တဆင့် copy ထည့်တယ်ပေါ့နော် app ကျွန်တော် deduction c detect ချနေပြီးတော့မှဆိုရင်ဒီမှာတစ်ချက်ကြည့်မှဆိုရင်သူ့ရဲ့ဗီဒီယိုမှာဆိုရင်တော့ copy ဖြစ်နေတယ်သူများဗီဒီယိုယူပြီးတင်တဲ့အတွက်ကြောင့်ဒီမှာဆိုရင် music right owner ဆိုပြီးသူကပြတာပေါ့နော်အခြား owner တင်ထားတဲ့အတွက်ကြောင့်သူက copy ကူးပြီးတင်တဲ့အတွက်ကြောင့်အဲဒီ owner ဖက်ကနေသူ့ကို strike ပေးတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော် deduction continue တစ်ချက်ပြန်နေပြီးတော့မှနောက်ကျရင် continue ဆက်ပြန်နှိပ်ပြီးသားမယ်ဒီမှာ3 option ပေးထားတယ်အကယ်လို့ကျွန်တော်တို့ဥစား ကိုပိုင်ဗီဒီယိုဖြစ်ရတာနဲ့ Facebook team ကလည်းအမားလုပ်ပြီးမှကျွန်တော်တို့ဘက်ကိုဒီ straight ပညာပေးတဲ့ဆို submit affiliate ပညာနေပြီးတော့အကယ်လို့ကျွန်တော်တို့ဗီဒီယိုမှာနောက်ခံတချင်ထပ်ထားတယ်နောက်ခံအစီအလုံးဝ copyright ဖြစ်နေဆိုရင်တော့ဒီ remote ဗီဒီယိုတချင်နေမှာ continuous ချက်ပြန်နေပြီးမှအခုလိုမျိုး delete button နေပြီးမှကျွန်တော်ဖြတ်ပစ်သွားရပါမယ်ခင်ဗျာနော်ကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော် page မှာဗီဒီယိုတင်ပြီးတော့မယ်ဆိုရင်တော့ original ဗီဒီယိုတင်ပြီးတော့ရပါမယ် original ဗီဒီယိုမှာနောက်ခံတချင်ထည့်ပြီးတော့လို့မရပါဘူးနောက်ခံ brush over ပညာလုပ်ပြီးထည့်တော့ရတယ်အကယ်လို့နောက်ခံတချင်ထည့်ချင်တဲ့ ေဘယ်ဟာထည့်သွားရမလဲဆိုပြီးတော့ကျွန်တော်တခါတည်းကျွန်တော်ပြပေးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ tab edit တခုကျွန်တော်ဖွင့်လိုက်ပါမယ် tab edit ဖွင့်ပြီးဆိုရင်ကျွန်တော်ဒီဖက်မှာကျွန်တော်ဒီအောက်ဆုံးမှာတစ်ချက်သွားမှာမဟုတ်တော့ကျွန်တော်ဒီ all do ဆိုတော့ကျွန်တော်တစ်ချက်ထောက်လိုက်ပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဖက်မှာဆိုဒီမှာ song collection ဆိုပြီးပုံမယ်ဒီဥစ္စာတစ်ချက်ကျွန်တော်ထောက်သွားလိုက်ပါမယ်ကျွန်တော်ထောက်သွားလိုက်ပြီဆိုရင်ဒီပုံစံပေါ်မှာဒါတွေအားလုံးတချင်းဖိပဲပြီးစင်မှာထောင်ပေါင်းသိန်းနဲ့ချီပြီးတချင်းနဲ့အများကြီးရှိတယ်ကိုကြိုက်တဲ့တချင်းကို search လုပ်ပြီးရှာလို့ရတယ်ဒါမှမဟုတ်ကိုကြိုက်တဲ့ ပေါ်ပြီးတော့သင်ရဲ့ရွေးတော့ရွေးချက်တော့လို့ရတယ်နောက်ခုကျကျွန်တော်တို့ကဘယ်အတန်ကိုကြိုက်လဲရောက်ကြလေးမင်းကလေးဘစ်တမမွှင့်နဲ့အတန်မှာပါတဲ့ဥစ္စာတီလုံးချက်ချက်ကြိုက်တယ်လားဒါမှမဟုတ်ရင်ဒီတီလုံးမပါဘဲနဲ့တချင်းဆိုတာပဲကြိုက်တာကျွန်တော်ဒီဖက်ကလည်းခုစိတ်ကြိုက်ဒီမှာအလုံးရွေးချက်တော့လို့ရတယ်ဘယ်နှမင်းနဲ့ဘယ်နှမင်းဆိုမှကျွန်တော်ရှာပြီးမှဒီတချင်းကိုကျွန်တော်ဒေါင်းလုဒ်ဆွဲပြီးမှကျွန်တော် page မှာထည့်သွားမယ်ဆိုရင်တော့ copyright ကနေ100% looking ပါတယ် Facebook ကတရားဝင်ချပေးတာတချင်းဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဥစ္စာပိတ်ရင်မှကျွန်တော်ဒီဒီဥစ္စာမှကျွန်တော်တစ်ချက်ပြပြမယ် ဒီမှာတစ်ချက်ကြည့်မှဆိုရင်လည်းဒီဗီဒီယို only me ဖြစ်သွားခဲ့တယ်ဘာကြောင့်လဲဆိုတာလည်းနောက်ခံတချင်းကြောင့်သူကဖြစ်သွားခဲ့တာပေါ့နောက်ခံတချင်းမှာ page ဒီအခြားလူတင်ထားတဲ့တချင်းကသူက download service တင်တဲ့အတွက်ကြောင့်မို့အဲ့ဒီ owner ဖက်ကနေသူ့ကိုဒီ straight ပေးလိုက်တဲ့အချိန်မှာသူဒီဗီဒီယို only me ဖြစ်ပြီးကြံခဲ့တယ်ဒီဗီဒီယိုဆက်လက်ပြီးထားမယ်ဆိုရင် page ကဘယ်လိုဖြစ်သွားနိုင်လဲဆိုရင်ကြာလာလို့ရှိရင်ဒီ Facebook ရဲ့ငါနဲ့နောက်တစ်ချိန် detect လုပ်လာလို့ရှိရင် ဒီဥစား straight baby မှာဒီနေရာမှာနောက်ထပ်တစ်ကြိမ်အမီးယာဖြစ်ပြီးသွားတဲ့ချိန်မှာကျွန်တော် page က has been and published has been suspended ဒါမှမဟုတ် has been disabled ဖြစ်သွားဖို့နိုင်တဲ့အတွက်ကြောင့်မို့ဒီဥစားလေးကျွန်တော်တို့ဖြတ်သွားဖို့အရေးကြီးပါတယ်ခင်ဗျာနော်အခုနောက်ကျွန်တော်ပြောတဲ့အတိုင်းဒီ page owner ကျွန်တော်ပြောတယ်သူ page က subs အထည်ရတာနဲ့ဘာကြောင့်မစိမ်းလဲဆိုရင် အခုလိုမျိုးအမားတွေသူ့ဘက်ကထက်ခါတလဲလဲလှုပ်ပြီးတော့တဲ့အတွက်ပြန်မစိမ်းတာဖြစ်ပါတယ်။အဲ့ပဲကျွန်တော်စာပစ်ကြီးနောက်ထပ်မယူဘဲနဲ့ဒီ page ကိုပြန်စစ်ဆေးပြီးမှပြန်မှပြုပြင်ပေးတာဖြစ်ပါတယ်။ပြီးလို့ရှိရင်လည်း page owner လည်း တင်းတင်းကြပ်ကြပ်လေးဖုံးထိုးပြီးမှတေချာလေးပြောပြပေးတယ်။နောက်ဂျင်နာထိမှန်ဆိုရင်တော့ကျွန်တော်ဖက်ကတောင်းဝယူဖို့မနိုင်ဘူး။ page ကပြတ်သွားခင်တောင်းဝယူဖို့မနိုင်ဘူး။ service address ဆိုအဲ့ရုံတစ်ခုနဲ့လည်းမပြီးပါဘူးခင်ဗျာ။ကျွန်တော်ရှိမှာ service address ဆိုရင်ကျွန်တော်ဖက်ကနဲ့လေဒီ page တဲ့ policy page significant ချက်တွေကိုပြောပြတယ်။အဲ့ဒီပုံစံအတိုင်းကန့်ညီအောင် live ဖက်အောင် content တွေတင်ပြီးတော့ပါ။ violation မလုပ်ဘဲတွားမှဆိုရင်တော့ဒီ page quality အနေအထားဖြစ်တဲ့ဥစားကျွန်တော်လုတ်ပေးလိုက်တယ်ဆိုရင်အချင်းခဏလေးနဲ့100%စင်တော့ခဲ့တယ်။အခုတော့ ဒီ page owner ကိုလည်းထက်ကတလဲလဲအမားလုံးမိသွားတဲ့အတွက်ကြောင့်မို့သူ page ကပြန်မစိမ့်ပဲဒီတိုင်းကျန်နေခဲ့တာပေါ့နော်အဲ့အတွက်ကျွန်တော်ဒီမှာရှိတဲ့အမားမှန်တယ်မြတ်အားလုံးကျွန်တော်ဖြတ်ပြီးမှဒီ page မှာနောက်ထပ်တင်ထားတဲ့ content ပေါ့နော်တစ်ချက်ကျွန်တော် page home တစ်ချက်တော့မယ် ဒီ page မှာတင်ထားတဲ့နောက်ထပ်အမားလေးတွေသူ page မှာသူပုံတိုင်း like လောက်ထားတဲ့ဥစ္စာလေးတွေတချို့တက်ပုံလေးဆိုရင်တော့ဒီသူသုံးပြီးသွားတဲ့တက်ပုံပြောမှဆိုသူ page မှာတင်ပြီးသွားတဲ့တက်ပုံ not stock ကျင်သေးတဲ့အတွက်ကြောင့်မို့ not ကျင်အဲ့ဒီတက်ပုံကပြန်တင်ပြီးသွားတဲ့ခါမှာသူက violation ဖြစ်သွားခဲ့တဲ့ reuse content ဖြစ်တဲ့ပြောမှဆိုကျွန်တော်တို့ page မှာတင်ပြီးသွားတဲ့တက်ပုံ not ကျင်ပြန်တင်လို့မရဘူး not ကျင်ပြန်တင်လို့ဆိုရင်တက်ပုံအစ်စ်ပြန်ရိုက်မှတင်သွားရမယ်ဒါမှမဟုတ်ရင် အဲ့ဒါပုံမှာပြန်တင်မယ်ဆိုရင်ခဏမစောမယူတော့မပြန် edit လုပ်ပြီးမှပြန်တင်သွားရမယ်ဘယ်လို edit လုပ်ဆောင်သွားမယ်ဆိုရင်ဒီ page online ကိုကျွန်တော် video file ပို့ပြတယ်ကျွန်တော်ရဲ့အရှိအရှိ video မှာလည်းကျွန်တော်တက်ပုံတွေကို copyright looking ကဘယ်လို edit သွားရမလဲ video copyright video copyright looking ကဘယ်လို edit လုပ်ပြီးမှ page မှာတင်ပြီးမှ extreme aids content moderation နဲ့ဝင်ရှာသားမယ်ဆိုပြီးအသေးစိတ်ကျွန်တော်ပြောပြပေးတယ် နောက်တစ်ခု deep pitch owner အမအခုတော်လုပ်ပြီးသွားတဲ့ဥစားသူ pitch လိုမျိုးအခြား pitch တွေမှာတင်ထားတဲ့ content တွေကို time ဖက်မှာတင်ထားတဲ့ content တွေကိုသူ site နဲ့ပတ်သက်တဲ့တင်ထားတဲ့ content တွေအဲ့ဒီအဲ့ဒီ website အဲ့ဒီ pitch ကတက်ပေါ်နေ download ဆိုပြီးသူကပြန် edit လုပ်ပဲသူ pitch မှာတင်ပြီးသွားတဲ့ချိန်မှာ pitch က violation ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်အဲ့ဥစားနဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရဘူးဒီဥစားနဲ့ပတ်သက်ပြီး attest ကျွန်တော်ပြောပြပေးထားတဲ့အတွက်ကြောင့်အခု deep pitch ကိုကျွန်တော်ထပ်ပြီးမှပြင်ပြလိုက်မယ်အဲ့ဒါဆိုရင်တော့100% send တော့ခဲ့ပါမယ် deep pitch owner ဖက်ကလည်း စီမစ်စကန်ချက်တခြားလေးလိုက်နာသွားမယ်လို့ပြောတဲ့အတွက်ကြောင့်မို့အားလုံးအဆင်ပြေတော့ခဲ့ပါမယ်ဒီ page ကလည်းပြန်ဆင်းတော့ခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page channel channel မှာ live group အနေနဲ့ကျွန်တော် signature ရိုက်ပြီးမှကျွန်တော်တင်ပေးသွားမယ်ကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ်ဒါကြတော့ profile aware ဖြစ်မှာ strength နဲ့ချိန်ထိမှ subset အစားကျွန်တော်ဖက်ကပြပြလိုက်တဲ့အချိန်မှာအချင်းတို့အတွင်းမှာပဲ profile ကလုံးဝဆင်းတော့ခဲ့ပါတယ်100%ဆင်းပါတယ်ခင်ဗျာနော်နောက်တစ်ခုကျွန်တော်တစ်ချက်ပြန်ပြပေးမယ်နောက်တစ်ခုကျွန်တော်ပြပေးမယ်ဒီမှာတစ်ချက်ကြည့်မှဆိုလို့ရှိရင်တော့ ဒီဥစားမှာဆိုလို့ရှိရင်လေဒီ pitch က straight 3ဂျင်4ဂျင်လောက်ထိသွားခဲ့ဒီမှာ straight 4ဂျင်ထိမှအနီရဖြစ်ပြီးကျွန်တော်ရှင်မှာ step set တော့စားကျွန်တော်ဖက်ကပြပြလိုက်တဲ့အချိန်မှာ pitch owner ဖက်ကလည်းကျွန်တော်ပြောတဲ့ then picture လေးလိုက်နာပြီး post content တင်ပြီးတော့တဲ့ခါမှာအချင်းတို့အတွင်းမှာပဲ pitch ကလုံးဝဆင်းသွားခဲ့တယ် pitch ဆင်းသွားခဲ့တဲ့အတွက်ကြောင့်မို့ pitch wish english manager တော်တော်လေးကောင်းလာခဲ့တယ်ဒီ pitch မှာရှိတဲ့ follower အားလုံးစီကို notification ရောက်စေတဲ့လူကြည့်များတယ်။ပြီးလို့ရှိရင်ဒီ page နဲ့ follower ဖြစ်တဲ့အခြားလူတွေလည်း Facebook က automatic ဒီ page maintain ဟာနဲ့ content နဲ့ related ရှိတဲ့လူတွေ automatic suggest ပို့ပေးတဲ့အတွက်ကြောင့် follower အသစ်တွေတိုးလာတဲ့အတွက်ကြောင့်ပို့ပြီးအဆင်ပြေသွားခဲ့တယ်။ဒီ page ကစိမ့်သွားခဲ့တဲ့အတွက်ကြောင့်ဒီ page owner အနေနဲ့နောက်တစ်ခု page မှာ copyright 6ကျင်းထိတဲ့ဥစ္စာလည်းထပ်ပြီး service အတွက်အတွက်အထူးကိုကျေးဇူးတင်ပါတယ်။ page ကသူရဲ့ significant ချက်ကို line up ပြီးတော့မှဆိုရင်တော့100%စိမ့်ပါတယ်ခင်ဗျာနော်။ ကျွန်တော်ဖက်ကလည်း account ဆော့ပြန်အောင်လုပ်ပေးပါတယ်အကယ်လို့လူကြီးမျိုး page မှာလည်းအခုလိုတိုင်း page quality အနည်းအဝါရဖြစ်နေဆိုရင်တော့ကျွန်တော်တို့ app by by number တစ်ဆင့် content လုပ်ပြီး service အပ်ဖို့နိုင်ပါတယ်ဒီ page ကပထမတော့ကျွန်တော်တို့ service လာ add လုပ်အောင်ဆိုရင်တော့ demoration မှာဆိုလေ not eligible ဆိုပြီး register ဖြစ်နေတယ်ပြီးလို့ရှိရင် pitch recommendation ကလည်းဒီ suspected ဖြစ်ပြီးမှကျွန်တော် subset ဘယ်လိုပြပြပြီးနောက်ပိုင်းမှာဒါတွေအားလုံးကောင်းသွားခဲ့တယ်ဒါပေမဲ့ဒီဥစ္စာပဲကြံခဲ့တယ်ဒါလည်းဘာလို့ကြံခဲ့လဲဆိုကျွန်တော်အခုနောက်ကျွန်တော်ပြောတဲ့အတိုင်းပဲသူ pitch မှာအခုလိုမျိုးနောက်ခံတချင်းတွေထိပြီးတော့တယ်အခြား whatsapp ကတက်ပုံနဲ့ copy ကူးလိုက်ပြီးပြန် edit မလုပ်ပဲတွားတဲ့ editor မှာသူ pitch ကပြန်မစိမ့်ပဲကြံခဲ့တယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်နောက်တစ်ချိန်ကျွန်တော်ပြန်မှပြပြပေးပါမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်